အမေရေကအေးပါတယ်လို့မြင်ရတဲ့ဝတ္ထုတို့လေးကိုဖျက်ပြပေးခြင်းပါတယ်ခင်ဗျာ။နာတော့တာဆင်ပေးကြပါအောင်ခင်ဗျာ။ကျွန်တော်ဒီပန်းနေတော့စာအုပ်ကိုချ၍အမေအကြောင်းကိုစဉ်းစားနေမိသည်။အမေနေနေခဲ့ရသောအချိန်များသည်ကျွန်တော်အတွက်အပျော်ဆုံးအေးချမ်းဆုံးနှင့်အနံ့ရဆုံးအချိန်များဖြစ်၏။လူဘဝလူလောကကိုရင်ဆိုင်ရတွင်လူတိုင်းအနံ့ယူလိုကြသည်။အနံ့ရသည့်အခါကျေနပ်ပီတိဖြစ်ရသည်။အမေနေနေလျှင်ကျွန်တော်အမြဲအနံ့ရသည်။ကျွန်တော်မှတ်မိပါသည် တနေ့အမေကကျွန်တော်ကို9ဟင်းနဲ့တမင်ကျွေး၏ကျွန်တော်တမင်စားနေစဉ်အမေကတာငါနာမည်တွေဘယ်လောက်သိတယ်လဲဟုမေး၏ကျွန်တော်ကအများကြီးသိတာပဲဟုပြောသည်ကဲဒီလိုဆိုရင်ငါနာမည်တွေကိုတာနဲ့အမေနဲ့ဘယ်သူကပိုသိတယ်ဆိုတာပြိုင်မလားပြိုင်မယ်ပြန်ရမည်ဆိုရင်ကျွန်တော်စိတ်တက်ကြွလာ၏တာသိတဲ့ငါနာမည်တွေပြောစမ်းကျွန်တော်ကစဉ်းစားနေရ၏အမေကပြောပြီးကျွန်တော်တမင်ပကံကိုလှမ်းကြည့်မှပကံထဲကငါ့ကိုတရိရလာ၏ မရက်အမေရဟုတ်တယ်နောက်ပြီးတော့တိသေးလားအခုနောက်ပြီးတော့ရောကကတိဟုတ်တယ်ငပတ်ဗျာဟုတ်တယ်မပြေမနဲ့ငမွေတို့ဟုတ်တယ်မကြီးနောက်ပြီးတော့ရောငခုံးမဟုတ်တယ်နောက်ကျွန်တော်စဉ်းစားရမရတော့ပြီမရက်ငပတ်အခုကကတိငမွေတို့မကြီးမပြေမစာတီတို့ကိုကျွန်တော်တို့အရက်တွင်အလွန်ပေါ်သောရေချိုငါးများဖြစ်သည် နောက်သားတိသေးလားငါဆိုတာဒါအကုန်မဲ့မေယာသားတိတဲ့ငါတမျိုးကြံသေးတယ်တရဲ့ဒါအကုန်မဲ့မေယာမဟုတ်ဘူးလေအဲ့ဒီငါကမစားရဘူးဘိုက်ပူပူနဲ့မပူတဲ့အမေယာဟုတ်တယ်နောက်ထပ်သားတိသေးလားကျွန်တော်ကထပ်ပြီးစဉ်းစားပြီးနောက်ငါတမျိုးသားတိသေးတယ်အမေခုပြောလိုက်အမေကဘာငါလဲခုပြန်မေးသည်ပစုံပြပစုံကပစုံပဲငါမှမဟုတ်တာဟုတ်ပါတယ်အမေယာ तू လည်းရေထဲမှာပဲနေတာငါလိုပဲရေကူးတတ်တယ်လေ အမေကစိတ်ရည်မငြင်းပါကျွန်တော်ကိုအမှန်ရောအနံ့ရောပေးပါသည်တာကငါနဲ့မေဒီအများကြီးသိတာပဲအမေတောင်တလောက်မသိဘူးတားတော်တယ်နောက်ငါတို့မျိုးထက်မေးမယ်ထိုအခါကျွန်တော်ဒီပို၍ပြောရသည်အမေဖျားပန်ကိုလဲပြီးတော့အခါများတွင်လေကျွန်တော်ပင်အနံ့ရတတ်၏အမေကိုအနံ့ရခဲ့သောစိတ်သည်အမေမပါပဲလောကကြီးကိုရင်ဆိုင်ရတွင်ထိုစိတ်သည်ကျွန်တော်အားတတ္တိများကို ဖြစ်ပေါ်စေခဲ့၏ကိုကိုကိုယုံကြည်စိတ်ချမှုများလေပို၍တိုးပွားစေခဲ့၏ ဒီစိတ်ကြောင့်ကျွန်တော်ဘဝဝယ်အောင်မြင်မှုအများပြားကိုလည်းရရှိခဲ့သည်အမေနှင့်နေရသောအချိန်များသည့်ကျွန်တော်ဘဝတွင် အပျော်ဆုံးဖြစ်ရသည်ငယ်စဉ်ကဘိုးတွင်ကျောင်းလာနေသောအခါဆရာမကကဘာပေါ်မှာဘယ်ဟာအကောင်းဆုံးလဲဘယ်ဟာကအပျော်ဆုံးလဲခုဆိုသောမိကုံးကိုတူးချင်းအားမေးသည်ဒုက္ခကျွန်တော်ကရွာပြန်ရတာအကောင်းဆုံးအမေနှင့်နေရတာအပျော်ဆုံးခုမဆိုင်မတွက်ပြန်ပြေသောအခါဆရာမက ကြောက်တက်၍သွားခဲ့၏ ကျွန်တော်ကိုမွေးခဲ့တော်ရွာသည့်ရကံကြီးရွာဖြစ်၍ယခင်တနတ်ပင် အုံနှင့်တက္ကလာမြစ်ထာလန်းကျောင်းပေါ်တွင်ရှိသည်အမေသည်ငယ်စဉ်ကရကံကြီးရွာတွင် နေတော်လေကျွန်တော်အတော်တန်ကြီးလာသောအခါမိလောက်ရွာသို့ပြောင်း၍နေ၏ကျွန်တော်သည်အမေကြီးနှင့်ရကံကြီးရွာတွင်ပင်ကျောင်းနေရင်းကြံရစ်ခဲ့သည်ကျွန်တော်တို့ရွာများသည်အမှန်စင်စစ်စစ်တောင်းမြစ်မြဝကျွန်းပေါ်အနောက်ဘက်ကန်ဒေသများဖြစ်သည်ကျွန်တော်သည်တနက်ပင်မြို့ကိုကျော်၍ စစ်တောင်းမြဝကျုံးမော်ဒေတာကြီးကိုတနက်ပင်တက်ကလကားလမ်းပေါ်မှလှမ်း၍မြင်လိုက်ရလျင်ပင်ပြီးခင်အရင်တွင်သို့ဝင်လိုက်သလိုမွေးထွေး၍သွားသည်စစ်တောင်းမြဝကျုံးမော်အနောက်ဘက်ဒေတာသည်ကျွန်တော်အတွက်အန္တရာယ်ကင်းဆုံးဒေတာဖြစ်သည်မြင်းဒေတာဝဲကျွန်တော်အားမြေသူမြရံမူမြေသူမရှိပေရန်သူပင်ဖြစ်လင့်ကစားသူဒေတာသို့ရောက်တော့ကျွန်တော်အားချစ်ခင်မြတ်လို့ကြသည်တာဖြစ်၏တကယ်တော့လေဤဒေတာကြီးသည်ကျွန်တော်မိခင်ဤမြတ်တာလွန်မိုးရာဒေတာကြီးဖြစ်သည် ကျွန်တော်ဒီစိတ်ဆင်းရဲလာလေရင်အတက်နိုင်ဆုံးတော့စူးစမ်းရဖြည့်ရှင်းသည်အတက်နိုင်ဆုံးတော့တိခန့်ဖြည့်ရှင်းသည်ထိုအဆင့်တွေမှမရလေရင်တော့ကျွန်တော်ဒီပြဿနာအရရရှစ်ရအစုစုကိုဒီအတိုင်းထားခဲ့ကမိခင်ထံသို့ပြေးသွားတော်သည်ဒီဒီမှာကျွန်တော်အကျင့်ဖြစ်၏ဒီအကျင့်ရရှိခဲ့ဒီမှာလေကျွန်တော်ဒီအမိထံပြန်သွားလေရင်တောကအလုံးခြုံငိမ့်တက်တော်ကြောင့်သာဖြစ်၏ညီမြတောကမြတ်ရောက်ပါစေတနက်ပြင်းမျိုးကိုကြော်ခဲ့ပါလေရင်ကျွန်တော်ဒီ ဤကင်းရင်ဝင်နေသူဝင်ရသောမွေးတွေးမှုကိုခံစားရသလိုခံစားရပြီတချိန်ထဲမှာပင်တောကတို့သည်ပိန်းကြဖက်ပေါ်မှရေလိုရှော့ကြပြောက်ွယ်ရတော့၏အမေထံသို့ကျွန်တော်ပြေးထွက်ခဲ့သောအချိန်၃၄ချိန်ရှိခဲ့၏ကျွန်တော်သည်73နှစ်သားလောက်တွင်ပကိုးတို့လာ၍အကြောင်းနေရသည်အကြောင်းပေးရရှင်များတွင်ကျွန်တော်သည်အမေထံပြန်တက်၏ကျွန်တော်16 18နှစ်အရွယ်သို့ရောက်လာသောကျွန်တော်နှင့်ပတ်သက်၍အမေသည်စူးစမ်းလာခဲ့သည်စူးစမ်းသည်မှာကျွန်တော်ကြိုက်သောမိန်းကလေးသည် ယ်လိုမင်းကလေးလဲဟုစူးစမ်းခြင်းဖြစ်၏အမေသည်ကျွန်တော်ဘယ်လိုမင်းကလေးကိုကြိုက်မလဲဆိုတာကိုအတော်လေးသိကျင်သည်သို့တော်လည်းအမေသည်ဘယ်လိုမင်းကလေးကိုတော့ကြိုက်ဘယ်လိုမင်းကလေးကိုတော့မကြိုက်နဲ့ဟုပြောဆိုခြင်းမရှိပေအမေသည်သိကျင်တာတက်တက်သားလျင်ဖြစ်၏ကျွန်တော်ရွာပြန်သွားလျင်ကျွန်တော်ဝတ်အစားများကိုဖုတ်ရန်၍တဲလွန်စားများကိုရှာတတ်သည်အမေရှာသည်ကိုသိ၍ကျွန်တော်သည်ရွာပြန်လျင်တဲလွန်စားမပါအောင်ပြန်၏ တခါတွင်ကျွန်တော်စာအုပ်တစ်ခုထဲ၌အမျိုးသမီးတစ်ဦး၏ဓာတ်ပုံလေးတစ်ပုံညှက်၍ပါလာခဲ့သည်ပါလာသည်ကိုပင်ကျွန်တော်မသိအမေသည်ကျွန်တော်လွယ်အိတ်ကိုရှော့ဖွင့်ရန်ယူရင်းထိုဓာတ်ပုံကလေးကို တွေ့သွားသည်တွေ့သွားတော့လည်းဘာမှမပြောပေသို့တော်လည်းအမေကတော့သားကမိမဓာတ်ပုံနဲ့ဘာနဲ့တော့ခုအဖေကိုတိုင်းတယ်လို့မတိုင်းတယ်လို့လို့နှင့်ကျွန်တော်အားအကြာကြာပြော၏တကြိမ်ကကျွန်တော်သည် လူငယ်ဘာဝမိန်းကလေးတူဦးနှင့်ချစ်ခင်ဆုံးမဲ့ဖူး၏ င်းရှေလာများချစ်ချိုးတွယ်ခဲ့ဘူး၏တို့တော်တနေ့တွင်ထုံမင်းကလေးသည်ဆိုင်းမစင်ပုံမစင်တက်ထက်သွားခဲ့၏ဒုက္ခကျွန်တော်သည်လူငယ်တို့ဘာဝဝမ်းနည်းမှု အားငယ်မှုစိတ်ဆင်းရဲမှုတို့ကိုခံစားခဲ့ရ၏သူ့ဘဝသူ့အရွယ်တွင်တော့ကြီးကျယ်သော ခံစားမှုတစ်ရဖြစ်၏ဒီတုန်းကကျွန်တော်အမေစီပြန်ပြေးခဲ့သည်အမေသည်ကျွန်တော်အားဝမ်းတာအားရဖြင့်ကြိုဆိုခဲ့၏ထိုအခါကနှွေခေါင်ခေါင်ကြီးဖြစ်သည်အေပူကြီးပြန်လာတော့သားအတွက်အမေကသားရဲ့ နေပူကြီးဘာလို့ပြန်လာရတာလဲရစ်ကံမှာတညဝင်အိပ်ပြီးမနေ့မှလာခဲ့ရောပေါ့ဟုပြောရှာသည်မေဒီထိုနေ့ကကျွန်တော်ကြိုက်တတ်သောစက်သားစီပြန်ဟင်းကိုအတုံးကြီးကြီးတုံး၍ချက်ပေးသည်စကားတွေလည်းအများကြီးပြောသည်ကျွန်တော်ကခေါင်းကိုက်သည်ဟုမူနေဒီကိုပင်တကယ်ထင်၍နှိပ်ပေးသေးသည်အမေဒီကျွန်တော်ရင်ထဲတွင် ရှိသောတောကအားလုံးကိုတခုမှမကြံကုန်းစိန်အောင်ကူတာပေးသည် အမေထံတွင်တလခန့်နေ၍ကျွန်တော်တက်ကူတို့ပြန်လာသောအခါကျွန်တော်သည် လူသစ်စိတ်သည့်ဖြစ်နေ၏တနောသည်အမေရင်ဝင်အောင်၌ပုံမူလန်းဆန်းနှုပြိုရွေပင်လာတော့သည်တက်တူ၌ဥပစာသိပ်ပံအပိုင်းကကြီးတဒန်းလေးကိုဖြည့်ဆိုးရတွင်ပင်ကျွန်တော်သည်၃နှစ်ခန့်ကြာခဲ့၏ကျွန်တော်ဝါဒနာပါတီကမြန်မာသားကျွန်တော်တက်ကတူသို့ရောက်သောအခါဘာသာတွဲမိသည်ကဘိုင်ယိုလော်ဂျီခေါ်ပါဏဗေဒဘာသာရဲ့ထို့ကြောင့်လေသာမလိုက်နိုင်သည့်ဒုက္ခကိုကျွန်တော်သည်တက်ကတူရောက်ရောက်ချင်းကြုံတွေ့ရ၏ ဒီကြားလေးတွင်ပါဏဗေဒမှာဘာတရက်တစ်ခုဖြစ်သောတတ္တဗေဒကိုသင်သည့်ဆရာကမစ္စတာနေယာဆိုသည့်ကလားဆရာကြီးဖြစ်သည်ဆရာသည် အလုံးတော်ပါသည်ထို့သော အင်္ဂလိပ်ဘာသာကလားတန်ပြန်စာသင်ဒီကို ကျွန်တော်လုံးဝလိုက်မမိပါပထမတစ်နှစ်ဝယ်သူ့အတန်ကိုနားလည်အောင်ကြိုးစားရင်းအချိန်ကုန်ခဲ့၏ဒီလိုနှင့်သိပ္ပံအပိုင်းကကြီးအတန်းတွင်စာမျိုးဝယ်၃နှစ်ဆက်ကြခဲ့၏ထို့ကကျွန်တော်ကိုမိတ်ဆွေပေါင်းသင်းများကလည်းလူညံ့ဟုသဘောထားလာ၏ ရှင်မျိုးတိုက်ဝန်းများကလည်းဖြစ်ထုံးမည်မဟုတ်ဟုထင်လာ၏ချစ်သူကလည်းထင်သေးလာသည်ကျွန်တော်ကိုအားပေးမည်သူလည်းမရှိပေကျွန်တော်လည်းစိတ်ညစ်ပေလာသည်ဘာလို့ရမည်လဲမသိစာမေးဝဲဖြေခွင့်ရတော့လေကျွန်တော်သည်ကြောင်းတက်ခွင့်အပိတ်ခံရသည်ထို့အခါကျွန်တော်သည်အမေထံသို့သာ ပြန်ရပြန်ပါသည်အမေသည်စာမေးဝဲရှုံး၍ပြန်လာသောသားကိုအောင်ပွဲရလာသောစစ်သူကြီးကိုပြည်သူတို့ကကြိုးစိုးသလိုပင်ကြိုးစိုးသည်ကျွန်တော်ရွာကိုပြန်ရောက်တော့နေ့က ဥပုံနေဖြစ်သည်အမေဒီဘာသာရေးကိုအလွန်လေးစား၍မနေ့တိုင်းညနေတိုင်းဘုရားထံတွင်ဝတ္တခယအစုံးမကို ခံယူစိတ်ကဲ့ရှိခိုးသူဖြစ်၏ကျွန်တော်ရောက်သွားသောနေ့ကမိဥပုံဆောင်ထားသည်အမေဒီထိုနေ့ကဥပုံဆောင်ထားသောအလေဥပုံမှထွက်လိုက်သည်ကျွန်တော်တို့နှင့်ငယ်စဉ်ကပင်အတူနေခဲ့သူအကိုတန်းအားကြက်ကောင်ရှာခိုင်းသည်ထိုနေ့ညနေက အမေဒီကြက်လက်လက်ဆက်ဆက်ကိုစီပြန်ချက်၍ကျွန်တော်အားကြွေးသည်နောက်တစ်ချိန်ကျွန်တော်အမေထံသို့ ပြန်လာခဲ့ဒီမှာကြောင်းမထွက်ပြီးအလုရှာစင်ကဖြစ်၏ကျွန်တော်ဒီရန်ကုန်၌အဖိုးအိမ်တွင်နေ၍အလုရှာရသည်အလုကရှာလီရှာလီဖြစ်၏တယုံဝင်တယုံတွဲချောက်လွှာစားရွက်တလေးဖြင့်နေထွက်မှနေဝင်အလုရှာရသည်အလုကဘယ်မှမမရအချို့သောယုံများတွင်ကယုံဘဝတွင်ပင်ဤယုံ၌လက်လက်သောနေရာမရှိဟုရေးထား၏ရရအလုလုပါမည်ဟုဆိုသည့်တိုင်ဘာအလုမှမရပြီအလုမရှိဘဲရန်ကုန်မြို့တွင် နေရသည်ကား တိမ်ငယ်လှသည်ရန်ကုန်မြို့တွင်နေရသောကြေးကလည်းကြီးလာ၏လုံးရှိသောအခါကိုကိုကိုလည်းအငဲစိတ်များဝင်လာသည်မနေ့မိုးလင်းလာသည့်နေ့တစ်ပိုင်းနှင့်မနေ့ကသွားပြီးသောယုံများကိုခြံ၍နောက်ယုံများသို့ဆက်လိုက်ရ၏တခါတည်းယုံများသို့သွားရန်ပင်ပိုက်ဆံကမရှိသမင်းကတော့အဖိုးအိမ်မှမနေ့တည်းနဲ့ညတည်းနဲ့ကြွေထား၍တော်သေး၏သို့သောလာနေရှိ၍အလုရှာမရသောအခါကျွန်တော်သည်ကိုအစွမ်းစကိုပင် ကိုအထင်သေးလာမိသည် ။အခါတည်းဘတ်စကားကတကြက်ငါမှုအတွက်ပင်လက်ပြန့်တောင်းစရာလူမရှိဖြစ်လာ၏။မိတ်ဆွေပေါင်းသင်ပြန့်တောင်းစရာလူမရှိဖြစ်လာ၏။မိတ်ဆွေပေါင်းသင်များကပင်အလုံးမရှိ၍လူရမသွင်းခြင်းဖြစ်လာသည်။ကျွန်တော်သည်ထိုဒုက္ခဝဝကိုချိန်မေ၍ကခံခဲ့ရသေးသည်။သို့သောနောက်ဆုံးမခံနိုင်သည့်အချိန်တွင် အမိထံသို့သာပြန်ခဲ့ရသည်။အမေကကြီးမားသောမေတ္တာစေရနာတို့ဖြင့်လက်ပြန့်ကကြိုဆိုခဲ့သည်။အမေသည်အလုရှာမရ၍ပြန်လာသောသားကို ဝမ်ပန်းတတကြိုးစိုးပြန်ပါသည်မေတ္တာစိတ်ယုံကြည်မှုလို့ခေါ်တဲ့ဝိတုတိုလ်လေးကိုလည်းဖတ်ပြပေးခြင်းပါသေးတယ်ခင်ဗျာနာတော်တာဆင်ပေးကြပါအောင်ခင်ဗျာကျွန်တော်ဒီအမေအချောင်းကိုဆက်၍စဉ်းစားနေမိသည်ကျွန်တော်ဘဝတွင်အမေဒီကျွန်တော်ကိုအယုံကြည်အစိတ်ချအောင်ဖြစ်သည်အမေဒီကျွန်တော်ကိုအထင်အကြီးဆုံးလည်းဖြစ်သည်အမေ၏ယုံကြည်စိတ်ချရမှုနှင့်အထင်ကြီးမှုတို့သည်ညီမအထင်သေးစရာဖြစ်ရညီမမယုံစရာဖြစ်ရတို့နှင့်ကြုံတွေ့စေကမူပြည့်ပြည့်ချင်းတန်တရားဝင်ခြင်းမရှိပေဘူး တကယ်တော့လေကျွန်တော်သည်ငယ်စဉ်ကရွာ၌လူသောစီးရင်ဝင်တယောက်ဖြစ်သည်ရံပြည့်ရာတွင်လေကျွန်တော်ပါတတ်သည်ထိပ်ပေါက်ခေါင်းကွဲလျင်လေခြေဆုံးမှဖြစ်၏ကျွန်တော်သည်ရွာ၌နှာတန်းသားဟု၍နာမည်ကျော်၏ရွာတွင်ကလေးများ၏အမိကို ခေါ်ဆိုပြောထူးကြသည်ထက်ဘဲသူဘဲဝါသားသမီးဟုသာပြောဆိုကြသည်ကများ၏လိမ္မာလျင်လေဟဲနှာတန်းသားလေးကတိတ်လိမ္မာလားဟုပြောဆိုကြ၏သို့တော်လေရွာတွင်ကျွန်တော်သည် ို့တို့ပြောဆိုရှင်းမွန်ခံရမှုအလွန်သေး၏မရှိသလောက်လည်းဖြစ်ရှင်းမွန်၍မဖြစ်လောက်အောင်လည်းကျွန်တော်ကအဆိုသည်ရွာ၌ကျွန်တော်တို့တငယ်ချင်း၅ယောက်ရှိသည်တငယ်ချင်း၅ယောက်မှာကျွန်တော်ကိုတင်အောင်ကို20ကိုဆန်အိတ်နှင့်ကိုတန်ချောင်းတို့ဖြစ်သည်ကိုတင်အောင်နှင့်ကို20တို့မှာကျွန်တော်ထက်အသက်ကြီးကြသည်ကျွန်တော်ကိုဆန်အိတ်နှင့်ကိုတန်ချောင်းတို့သာလျှင်ရွယ်တူဖြစ်၏တခါကကျွန်တော်နှင့်တန်ချောင်းသည်ရွာ၌တရတိခိုးကူစားကြ၏ကျွန်တော်တို့ရွာတွင် ဘုဒ္ဓတုချံဟုဆိုသောချံကြီးချံရှိထိုချံကြီးအတွင်းမှာငပြင်းမတရသည်ပင်သည်တစ်နှစ်ကိုနှစ်ခါသည်သည်တစ်ချိန်တွင်အချားပင်များနှင့်ရော၍တစ်ခါသည်ပြီးဆောင်းဦးလောက်တွင်တစ်ခါထက်၍သည်ပြန်၏တရွာလုံးတရသည်တုံးချိန်တွင်ဒီချံတွင်း၌တရသည်ရှိနေသည်ကိုကျွန်တော်တို့ကလေးများသိသည်ထို့ကြောင့်ကျွန်တော်နှင့်တန်ချောင်းသည်ထိုချံထဲသို့ဝင်၍တရသည်ကိုစားကြ၏ထိုချံထဲသို့ဝင်ရသည်မှလည်းမလွဲတစ်ခတ်ပင်များကထူးထူးထဲထဲပေါက်နေသလို့ ခြံထဲ၌တဲချောက်တက်သည်ဟုလည်းကလေးများအလုံးသိထားကြသည်တိုးတော်လေကျွန်တော်နှင့်တန်ချောင်းတို့သည်ခြံတွင်းသို့ရောက်အောင်ဝင်ခဲ့ကြ၏တန်ချောင်းကတရက်ပင်ပေါ်သို့တက်သည် ကျွန်တော်ကတရက်ပင်အောက်မှစောင့်နေ၏တန်ချောင်းသည်တရက်သီးများကိုတလုံးချင်းခု၍အောက်သို့ပြစ်ချပေး၏ကျွန်တော်ကလက်နှင့်ဖမ်းယူကာတွင်တိုင်ထားသော လုံကြီးထဲတွင်ထည့်ရသည်ထိုကဲ့သို့ခူးကောင်းနေချိန်တွင်ကျွန်တော်နောက်မှဒုတိယပေါ်လာပြီးကျွန်တော်၏ဆက်ကိုတန်ညက်နှင့်ညှက်သလိုကုတ်ဆွဲထားလိုက်သည် ျွန်တော်ကတရေထင်၍ငေတံပါအောင်អော်လိုက်မိသည်ထိုလူကချမ်းချင်းလားချမ်းဆောင်လားတော့ကျွန်တော်မသိတော့သူကတန်ချောင်းအားလဲဆင်းလာခဲ့ဟုဆိုသည်ကျွန်တော်ဇကူကသူသည်နိုင်နိုင်နေနေခြင်ထား၏တန်ချောင်းသည်တည့်ပင်အောင်မှအခြေအနေကိုအပေါ်မှစောင့်ကြည့်နေ၏သူသည်ကြံပြည့်သည့်များကိုပြစ်မချတော့ဘဲသူဤခွင်းတိုင်းထားတော့လုံကြီးထဲတွင်ထည့်ပြီးရစ်ပတ်လိုက်၏ထိုအခါလုံကြီးမှာလွယ်အိတ်လိုဖြစ်သွားတော့သည်တန်ချောင်းသည်လုံကြီးစလွေတိုင်းထားသည်ကို ိုင်မခိုင်စစ်ဆေးရင်တဖြည်းဖြည်းဆင်းလာ၏အောက်ဆုံးကိုင်းတို့ရောက်တော့တန်ချောင်းကစောင်းချောင်းထိုင်၍ထိုလူကြီးအားကြည့်နေလူကြီးကဖေ့ကောင်ဆင်းခဲ့ဟုခေါ်၏တဆက်သေးမှပင်ကျွန်တော်မျက်နှာအာငုံကြည့်ကမင်းတော်သိမ်းမည်မဟုတ်လားအေးသေပေတော့တကြီးအိမ်ထိပို့မယ်ဟုဆို၏တကြီးအိမ်ပို့မည်ဆိုပြီးကျွန်တော်သည်ပို့ကြောက်သွားသည်ထိုချိန်တွင်တန်ချောင်းကထိုလူကြီး၏ခေါင်းပေါ်သို့ခုန်ချလိုက်၏လူကြီးမှမမျှော်လင့်မဲ ်သူ့ကောင်းမော်တို့တန်ချောင်းကြလာတော့ကြောင်းခိတ္တလန့်သွားကကျွန်တော်ကိုလွတ်လိုက်၏လူကြီးလေးလဲကြသွားသည်ကျွန်တော်သည်ကြနေသောတရတိတလုံးကို ထက်ောက်ကတကြိုးတည်းလက်ခဲ့ရတော့သည်ညနေအိမ်ပြန်သွားတော့အမေကြီးဒုံနှင်းစောင့်နေ၏ထို့သောဖြစ်စဉ်ကအိမ်၌အမေမရှိပေအမေကြီးက ပြောရင်းမေးရင်ဒုံနှင်းရိုက်၏ဟဲ့ငါနဲ့ဒုံနဲ့ဘသူကြောက်တယ်လဲဟုတ်အမေကြီးကရိုက်ရင်းမေးရကျွန်တော်ကဒုံကြောက်တယ်ဟုဖြေ၍ထက်ရိုက်ခဲ့ရသည် တခါကလေကျွန်တော်ဒီ ဈေးထဲသို့လျှောက်သွားရာစွန်ပလွန်သီးများကိုတွေ့ရသည်စိတ်ထဲ၌စားခြင်းလာ၏ကျွန်တော်သည်စွန်ပလွန်သီးတဲ့အနီး၌ရည်တည်ရည်တည်လုံနေပြီးမှစွန်ပလွန်သီးအစိတ်သားပေးပါဟုပြောလိုက်သည်ဈေးထဲကနေမကြီးဝယ်ခိုင်းလာလားဟုမေး၏ကျွန်တော်ကကောင်းချိန်လိုက်သည်ဈေးထဲကစွန်ပလွန်သီးအစိတ်သားကိုချိန်ပေးပြီးလေးငါးခုကိုအတာထည့်လိုက်ရင်နေမကြီးပြောလိုက်ပို့ထည့်ပေးလိုက်တယ်ဟုဆို၏ကျွန်တော်သည်ဈေးထဲလက်ထဲမှစွန်ပလွန်သီးတို့ကိုတန်းယူလိုက်သည်ထို့နောက်ကျွန်တော်အိတ်ကက်ထဲမှ ကျွေးပကံခွဲကိုဈေးတဲအပစ်ပေးပြီးတကြိုးတည်းလစ်ပြေးတော်သည်ကျွန်တော်သည်တယောက်တည်းရွာထိပ်ဝယုံမင်းအောက်တွင်စုံမလုံးသည့်အစိတ်သာစပြစ်လိုက်သည်နည်းနည်းကြံသေးသည်ကိုဝယုံထဲ၌ဖွက်ထားလိုက်၏အနည်းအိမ်တိန်၌ရေတောင်းတောက်ပြီးထိုဝယုံမင်းအောက်တွင်ပင်တရေအိပ်ပြစ်လိုက်ပြန်၏ညနေအိမ်ပြန်တွင်ကဒုံနှင်စောင့်နေသည်မှာအမေကြီးပါသည်နောက်တစ်ခုကျွန်တော်မှတ်မိတော်ဖြစ်ရမှာရွာထဲမှတေယုံမကြီးတယောက်ကလေးမွေးဒီကိုကျွန်တော်နှင့်အတန်းချောင်းတွားကြည့်ကြတော့ ဖြစ်ပြက်ဖြစ်၏ဒီနေ့တွင်တန်ချောင်းကရွာထဲမှတယောက်မှကြီးတယောက်ကလေးမွေးနေတယ်ဟုပြော၏ကျွန်တော်ကအဲ့ဒါဘာဖြစ်လဲဟုပြောရသူကတွားကြည့်ရအောင်ဟုဆိုသည်တန်ချောင်းကတယောက်မှကလေးမွေးတာဘာမှနဲ့မတူဘူးသူဟာသူတယောက်တည်းစီပန်းကြီးတည်းဝင်မွေးတာဟုပြော၏ကျွန်တော်ကတွားကြည့်မယ်ကွာဟုဆိုကာကျွန်တော်တို့ထွက်လာကြသည်ကျွန်တော်တို့သည်အစိုးကိုသလွေတန်း၍တရုတ်ခြံထဲသို့အလွယ်တကူပင်ဝင်လာခဲ့ကြ၏သို့သောအိမ်ထဲသို့ကရေကဲသို့ဝင်ရမည်မသိ ဤတယုတ်အိမ်ဤကုံစုံဆိုင်ဖြစ်၍အိမ်ကဈေးဝယ်ခိုင်းလျင်ကျွန်တော်တို့ဝယ်နေကြဆိုင်လေးဖြစ်၏ကျွန်တော်တို့သည်အိမ်နာဝိပောက်မှတိတ်တိတ်ဝင်သွားကြ၏ကျွန်တော်တို့အဝင်တွင်ဝက်ကအော်၍ခုနေရသေးသည်အိမ်နာဖေးတို့ရောက်သောအခန်းသည်အတော်လေးမောင်း၍၆ဆန်းကြီးရာထညက်အိုးနှင့်သွားတိုးနေသည်ကျွန်တော်တို့နှစ်ယောက်သည်ထညက်စားရင်းအိတ်ကက်ထဲလေးထက်လုံညီသေးလေးထဲကြ၏ကျွန်တော်တို့နှစ်ယောက်သည်တာမန်အားဖြင့်ဆိုပါကထညက်အိုးသည်ကျွန်တော်တို့အတွက်ဤမှန်းချက်ဖြစ်မည်ထင်တော်လေ ယခုအချိန်တွင်မို့နှစ်ယောက်စလုံးကတယောက်မှကလေးမွေးဒီကိုပင်ကြည့်ချင်နေကြ၏ကျွန်တော်တို့နှစ်ယောက်ထညက်အိုးဘေးတွင်ထိုင်၍ထညက်စားနေကြစဉ်တယောက်မှကြီးကလေးမွေးနေသည့်နေရာသည်အိမ်ဤညာဘက်ဘေးတွင် ဖြစ်ကြောင်းသိလာရ၏ထို့ကြောင့်ကျွန်တော်တို့သည်အိမ်မှပြန်ထွက်လာပြီးအိမ်ဘေးသို့လှည့်လာ၏အိမ်ဘေးတွင်ဝါလီကားကြီးတစ်ခုရှိသည်ဝါလီကားသည်အိမ်နံရံကိုမှီထား၏ကျွန်တော်သည်ခြေမှလေကားပေါ်သို့တက်လာ၏တန်ချောင်းကနောက်မှလိုက်လာသည် ကျွန်တော်တို့လေကားအဖျားတို့ရောက်တော့မိသားစုဝါနေရံမှာဆွေးနေ၍လေကားကြီးအိမ်ထဲသို့ကျုံဝင်သွားကတရုတ်တွေတည်ကုန်ပြီးအတင်းထွက်ပြေးလာခဲ့ရ၏ထို့နောက်ရွာလေကံပေါင်းတစ်ခုပေါ်မှာတဲပင်မော်တို့တည့်၍နှစ်ယောက်သားပုံနေရသည်ခညက်တီကိုစားထား၍ရင်ပူနေတော်လေအောက်သို့မဆင်းရဲပြီတရုတ်တွေကလှန်နှင်းလိုက်သည်ဆို၍နှစ်ယောက်သလုံးကြောက်နေကြ၏ညနေအတော်လေးမိုးချုံမှကျွန်တော်တို့တဲပင်မော်မှဆင်းလာခဲ့သည်ထိုကံထဲတွင်ရေတဝတောက်ပြီးအိမ်ပြန်လာကြသည် ကျွန်တော်ဒီအိမ်တို့ပြန်လာရတွင်ဆန်အိမ်ကြီးထံမှဘောင်းမီတစ်ထည်ငှားကထပ်၍ဝတ်သွားခဲ့၏အိမ်တွင်အမေကြီးရိုက်ပါက အနေတက်တာစေရန်ဖြစ်၏သို့သောကံကောင်းထောက်မှ၍ထိုအပြစ်ပြက်ကိုအမေကြီးမသိလိုက်ကျွန်တော်တို့ထွက်ပြေးသဖြင့်ဘယ်သူဘယ်ဝါမှန်းမြေသူမြသိလိုက်ဟန်မတူသို့တော်လည်းနောက်တနေ့တန့်ရွာထဲတွင်ကတယုံမှကလေးမွေးတာချောင်းတာချစ်ဆန်တဲ့တန်ချောင်းပဲဖြစ်မှာပါကွာဟုအတက်ပြောကြသည်ငယ်စဉ်ကကျွန်တော်သည်နည်းနည်းအစောကြီးထား၍လေးကွာတချောင်းဖြင့် နှက်လိုက်ပြသည်ရသောငှက်များကိုကြောက်ရရက်တွင်ကင်၍စားကြသည် ပြစ်လိုက်သောနောက်စလုံးသည်ငှက်ကိုထိသလိုတခါတည်းရန်အိမ်မော်ကြသည်လည်းရှိ၏လူကိုမှန်သည်လည်းရှိ၏ဘိုက်ထဲတွင်စားလာမှအိမ်တို့ပြန်လာပြီးထမင်းအိုးကိုလှမ်းကာတဝစားကြသည်ထမင်းစားပြီးသောအိမ်မှလူကျင်သာယူ၍ထွက်သွားကြပြန်၏မိုးရင်ခါများတွင်ကကံကြိုကံကြချောင်းကြိုချောင်းကြတွင်ကျွန်တော်တို့တနေကုန်ရေကူးကြသည်ငါဖမ်းကြသည်ခနန်း၌ကြသည်ဝက်မြေစာဥကောက်ကြသည် အခါတည်းရန်ကနန်းနိုင်ရင်မွေပါလာသည့်အခါများလည်းရှိ၏ထို့ကြောင့်လေဒေဝလုံးကကျွန်တော်တို့ကိုဒူဆိုးလေးများဟုအတိအမှန်ပြုကြ၏ဒေဝလုံးကတယောက်ကားမှအကောင်မပြောဟုကျွန်တော်ထင်သည်ဒီအတွက်လေတခါတည်းရန်ကျွန်တော်သည်ဒေဝလုံးကိုစိတ်နာသည်ကျွန်တော်ဘာလုပ်ခဲ့လုပ်ခဲ့အဆိုးအဟုရဲ့မမြင်သူမှအမေဖြစ်သည်အမေသည်ကျွန်တော်အားမရိုက်တော့မဟုတ်တခါတည်းရန်ပြောမရဆိုမရသည့်အဆုံးဝယ်လက်တံပြောင်အောင်တော့ရိုက်သည်ထိုကဲ့သို့ရိုက်ခဲ့တော့ကျွန်တော်သည်အမေထံသို့ပြန်မလာတော့ဘဲ အိမ်ပေးမှာကျွန်တော်ကိုမေးစားတော့မေးစားအမေမြိုင်ထံတွင်တွားနေတတ်၏ထိုအခါအမေကချော့၍ပြန်လာခေါ်သည်တရွာလုံးကကျွန်တော်အားသိုးသည်ဟုသတ်မှတ်တော်လေအမေကမတတ်မှန်ကျွန်တော်ဘကိုးမျိုးတို့ပညာဆက်တင်ရန်အမေကပြင်ဆင်တော်အခါတွင်လေဤသားလေးစာတတ်မှာမဟုတ်ပါဘူးအေဟုဖြစ်သူများပင်ရှိ၏တချို့ကလည်းငွေကုန်တံပြားလေးဖြစ်မှာပါဟုဆိုကြသည်တို့တော်အမေသည်ကျွန်တော်ကိုယုံသည်ကျွန်တော်ကိုအထင်ကြီးသည်ကျွန်တော်စာတတ်မည်ဟု မျက်စိကိုစုံမေး၍ယုံကြည်သည်အာလုံဤအလိုကိုဆန့်ကျင်၍အမေကကျွန်တော်ကိုဘကိုး၌ចောင်းထားရင်ဆုံးဖြတ်၏အမေကြီးကတော့ចောင်းမထားလဲနင့်အဖေကာလူအရက်တောက်တာနဲ့ကုန်မှာပဲမထူးဘူးဟုဆို၏အဲ့ဒီနောက်တုန်းကအဖေအရက်တောက်သည်နောက်ပိုင်းတွင်တော့အရက်လုံးဝမတောက်တော့ပါအဖေကြီးကတော့ကျွန်တော်ဘကိုးတွင်ပညာသွားတင်ရေးအတွက်တခုတောင်းဆို၏ထိုတောင်းဆိုချက်မှာထိုအခါလောက်ကဗုဒ္ဓကလျာဏယုဝအသင်မှကျင်းပတော့မင်္ဂလာဆောင်မြွေးပွဲကိုဝင်ပြေးရန်ဖြစ်၏ဒုစာမြွေးပွဲအောင်မှ သွားရမည်ဟုဆိုသည်အေချက်ကိုအမေကြီးက၎င်းရွာမဆရာတော်က၎င်းသဘောတူ၏အဖေကြီးကအင်္ဂလိပ်စာသင်လျင်ခရိယံဖြစ်သွားလိမ့်မည်ဟုယုံကြည်နေ၏ကျွန်တော်သည်မင်္ဂလာစာမျိုးဝဲကိုဖြည့်ဆို့ခဲ့သည်အောင်မြင်ခဲ့၍ကျွန်တော်အားဘကုတို့ပို့ပြီးဖြစ်ပညာကိုသင်စေ၏ကျွန်တော်အတွက်ကရွာမအကျင့်လေးများသည်ဘကုထီအောင်ပါလာသည်ကျွန်တော်သည်ကြောင်းတက်မည်ဟုပြောကရွှေမော်တော်ဖះနောက်ဖက်ရှိကြိုက်ထီးတို့ဖះလေးတွင်သွား၍မယန်းဤပစ္စာနေတတ်၏ ဆရာကျိုးဆရာကြားတွင်လျှောက်သွားနေတဲ့ဤလိပ်ပြာကန်နှင့်ကျိုးတဲ့တွင်တဏီကုံရေးသွားကူးနေတဲ့ဤပကိုးတွင်ကြောင်းနေသောပထမသုံးနှစ်တွင်ကျွန်တော်ဟုတ်တိပတ္တိအတန်းမအောင်ခဲ့သို့တော်အမေဒီဇွဲမချော့ပြီအမေဒီကျွန်တော်ကိုယုံကြည်စေ အတင်ကြီးစေပင်ရှိသည်တရားနှင့်တယောက်ခုခံစေပင်ရှိသည်ကျွန်တော်ပကိုးတွင်ကြောင်းလာနေ၍အစာမတက်တော်လဲဆူခြင်းဆုံးမခြင်းမရှိငါသာစာတက်မည်ဟုသာတတိချယုံကြည်နေသည်ကျွန်တော်မိထံပြန်သွားပါကအမေက ူရဲကောင်းတယောက်လိုကြိုးစိုးမြဲကြိုးစိုး၏အဖေကကောင်းသည်မကောင်းသည်ဘာမှမပြောပေဒီနေ့တွင် ကျွန်တော်သည်ဘကို၌ရွာပြန်မည်ဟုပြောကကျွန်တော်တငယ်ချင်းများနှင့်တနက်ပင်ထဲမှမင်းရွာသို့လိုက်သွား၏မင်းရွာကိုတနက်ပင်မှတဆင့်ပင်သွားရသည်ကျွန်တော်သည်မင်းရွာတွင်ပျော်သလောက်နေ၏ရွာမှလူကြုံဘကိုတို့လာ၍ကျွန်တော်ရွာသို့မရောက်သေးဟုဆိုသောအခါကျွန်တော်ထွက်ပြေးပြီဟုဆိုကာလိုက်ရှာကြသည်ထိုအခါအဖေကြီးအမေကြီးတို့ကငါမြေးလေးစိတ်မပျော်လျင် ်ကြောင်းမထားပါနှင်းဟုဆို၏အမေကဘာမှမပြောပြီဘယ်လိုမှလည်းမဆုံးပါဘူးဆွေမျိုးများကပုဂိုးရင်ထားပါကပုံပြည့်ပြည့်စည်သွားမည်ထို့ကြောင့်ကြောင်းနှုတ်လိုက်ရန်ပြောကြ၏အမေက တုတ်တုတ်များမလို့ထို့ခါကျွန်တော်သည်အမေကိုတနာလာသည် အမေ၏အထင်ကြီးမှုသည်ကျွန်တော်ကိုဖန်ဆားလာသည်အမေ၏အထင်ကြီးမှုသည်ကျွန်တော်ကိုယ်တွင်ဝင်စားလာသည်အမေသည်ကျွန်တော်အားပြုစုမြဲပြုစုနေ၏အမေသည်ကျွန်တော်အားယူရမြဲယူရနေ၏ အမေဒီပို၍နှုတ်ဆက်လာ၏အမေဒီသားတကောင်အတွက်အပြောဆိုခံနေရသည်ကိုကျွန်တော်သည် အမေအစားအခန်းချင်းဖြစ်လာ၏ကျွန်တော်ကပကိုးတွင်ကြောင်းပြန်နေရန်အမေကိုပြောလိုက်သည် အမေကကြောင်းသို့ပြန်ပို့သည်ကျွန်တော်အတွက်အမေစိတ်အမေယုံကြည်မှုကိုးစားမှုတို့သည်ကျွန်တော်စိတ်ကျွန်တော်ယုံကြည်ကိုးစားမှုများဖြစ်လာရသည်အမေယုံကြည်သလိုကျွန်တော်ယုံကြည်လာသည်ကျွန်တော်သည်အမေကစာတက်စေခြင်းသလိုစာတက်စေမည်ဟုလည်းဆုံးဖြတ်လိုက်နေသည် နောက်ဆုံးကျွန်တော်ကိုယ်၌အမေဝင်စားလာသည်အမေဤနှစ်ပေါင်းများစွာစိတ်ရှိလက်ရှိယုံကြည်ခဲ့သောယုံကြည်မှုကိုကောင်းတည်ဖို့ရန်ကျွန်တော်ဘကိုးမျိုးတို့လာ၍ကြောင်းပြန်နေသည်ဤဒီချိန်တွင်ဆရာကြီးဥဒရင်အထူးတရာအထက်တန်းကျောင်းတွင်သုံးတန်းမှနေ၍စာစတင်ရသည်1958ခုနှစ်တွင်ဆရာကြီးကျောင်းမှပင်ဆယ်တန်းအောင်ခဲ့၏ကျွန်တော်သည်၃တန်းမှ၁၀တန်းအထိကျောင်း၃နှစ်တာနေခဲ့၏ထိုနှစ်ကတနင်္ဂနွေလုံးတွင်ဆယ်တန်းအောင်သည့်ရာဂိုင်းနှုန်းသည်၃.၅သာလျှင်ဖြစ်၏ သုံးတန်းမှသုံးနှစ်အတွင်းဆယ်တန်းအောင်လာခြင်းသည်ကျွန်တော်၏ကြိုးစားမှုအထိုက်ရောက်ပါတော့လေအမေ၏ဝန်ဆောင်မှုသည်အဓိကဖြစ်သည်ကျွန်တော်သည်ကျွန်တော်အားအနည်းငယ်အထင်သေးမှုကိုတကြိမ်မျှပြခဲ့အံကျွန်တော်သည်ဆယ်တန်းအောင်မည်မဟုတ်ပေကျွန်တော်ဆယ်တန်းအောင်၍ရွာပြန်သွားသောအခါအမေသည်ကျွန်တော်အားဝမ်းသာကြောင်းလည်းမပြောကျေနပ်မှုလည်းမပြပေကျွန်တော်အားယခင်ကလိုကြိုးစိုးမြဲကြိုးစိုး၏ကျွန်တော်ကြိုက်တဲ့သူတို့ကိုဆက်ပြုတ်ကြွေးမွေးမြဲကြွေးမွေး၏ ်သို့သောဤဘုံကြောင့်နေ၌အမေပျော်ရွှင်နေဒီကိုတော့ကျွန်တော်သိပါသည်ဒီနေ့ဖျက်ပြခဲ့တဲ့ဝိထုတို့လေးကိုအချိန်ပေးပြီးနာတော်တာဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာ နာတော်တာဆင်သူညီကောင်မောင်နှမများအားလုံးကာယစိတ်တုခများနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ